မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 18ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်တပ်ကရွေးကောက်ပွဲအပိုင်းတစ်ကိုဒီဇင်ဘာလ28ရက်နေ့မှာကျင်းပသွားမယ်လို့ဒီကနေ့မွန်လွဲပိုင်းမှာထုတ်ပြန်ကြေညာလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်အကြံဖတ်စစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကလွှတ်တော်အသီးသီးအတွက်ရွေးကောက်ပွဲအပိုင်းတစ်ကိုဒီဇင်ဘာလ28ရက်နေ့မှာစတင်ပြုလုပ်မှာဖြစ်တယ်လို့ကြေညာလိုက်ပါတယ်ဆက်လက်ပြီးတော့ရွေးကောက်ပွဲအပိုင်းလိုက် ကျင်းပမဲ့နေရများကိုလည်းဆက်လက်ပြီးတော့ထုတ်ပြန်ကြေညာသွားမှာဖြစ်တယ်လို့ကြေညာလိုက်ပါတယ်စစ်တပ်ကရွေးကောက်ပွဲပြုလုပ်မဲ့မဲဆန္ဒနယ်ကိုလည်းတနိုင်ငံလုံးအတိုင်းအတာနဲ့ကြေညာထားပြီးတော့စစ်တပ်ကလက်လွတ်ထားရတဲ့မြို့နယ်များကိုပါရွေးကောက်ပွဲပြုလုပ်မယ်လို့ကြေညာထားခြင်းဖြစ်တာကိုတွေ့ရပါတယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်မဲဆန္ဒနယ်မြေအဖြစ်မြို့နယ်330ခုကိုရွေးကောက်ပွဲကျင်းပမယ်လို့စစ်တပ်ကကြေညာထားပြီးတော့အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များအဖြစ်လဲမဲဆန္ဒနယ်130မှာရွေးကောက်ပွဲတွေကျင်းပသွားမယ်လို့ကြေညာထားပါတယ် တိုင်းနယ်ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အဖြစ်364ခုသတ်မှတ်ပြီးတော့တိုင်းနယ်ပြည်နယ်လွှတ်တော်လူမျိုးစုမဲဆန္ဒနယ်အဖြစ်29နယ်ကိုသတ်မှတ်ထားတာကိုတွေ့ရပါတယ်။အကြမ်းမဆက်တက်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကတနိုင်ငံလုံးမြည်သည့်နေရာကိုမှခြံလက်မထားပဲရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာထားတော်လဲရခိုင်ပြည်နယ်ချင်းပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းကရင်ပြည်နယ်ကချင်ပြည်နယ်ကရင်ပြည်နယ်တို့မှာရှိတဲ့မြို့နယ်အများစုမှာ စစ်တပ်ကလက်လွတ်ဆုံးရှုံးထားရတာကိုတွေ့ရပါတယ်။ဒါအပြင်အခြားတိုင်းနဲ့ပြည်နယ်မဲဆန္ဒနယ်တွေဖြစ်တဲ့သခိုင်းမန္တလေးပဲခူးမကွေးတိုင်းတနင်္သာရီတိုင်းတို့မှာလည်းမြို့ပေါ်ဒေသတွေကလွဲပြီးတော့ကျေးလက်ဒေသများမှာတိုက်ပွဲများနေ့စဉ်ရက်ဆက်ဖြစ်ပွားလျက်ရှိတာကိုတွေ့ရပါတယ်။ဒါအပြင် MNDAA, UWSA, MILA, TNLA, AA, KIA, KNU, CNF, CB အပါအဝင်တိုင်းသားတော်လိုင်းတပ်များကထိန်းချုပ်ထားတဲ့မြို့နယ်များအလုံးကိုစစ်တပ်ကရွေးကောက်ပွဲကျင်းပမဲ့မဲဆန္ဒနယ်များအဖြစ်နဲ့ကြီးညာထားတာကိုတွေ့ရပါတယ်စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာအချိုးကျကိုစားပြုဆက်နဲ့ PR နဲ့မဲဆန္ဒနယ်68ခုပါဝင်လာပြီးတော့အမျိုးသားလွှတ်တော်မှာမဲဆန္ဒနယ်26ခုကို PR စနစ်နဲ့၎င်းတိုင်းနယ်ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်42ခုကို PR စနစ်နဲ့၎င်းရွေးကောက်ပွဲကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်ကြံတဲ့မဲဆန္ဒနယ်များအလုံးကိုနိုင်သူအကုန်ယူ FPTP စနစ်နဲ့ကျင်းပသွားမှာဖြစ်တယ်လို့ကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်စကမ်းသိန်းတိုက်ပွဲသတင်းကတော့ဘကူတိုင်းပောက်ခေါမြို့နယ် ဘော်ဒါကြီးပေါ်မှာရှိတဲ့စစ်စခန်း၄ခုကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်သား၅ဦးသေဆုံးပြီးတော့၃ဦးကိုအရှင်ဖမ်းဆီးရမိကစခန်း၂ခုကိုမီးရှို့ဖျက်ဆီးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂုတ်လ15ရက်နေ့မနက်9:20မိနစ်ခန့်မှာပေါက်ခေါင်းမြို့နယ်ဘော်ဒါကြီးရွာဂိတ်စခန်းမှာအင်အား42ဦးနဲ့တပ်ဆွဲထားတဲ့စစ်သားများကိုဗျူဟာ27ကိုကဲမှုအောက်မှာရှိတဲ့ PKI အမှတ်3633တက်ရင် PKI အမှတ်3633တက်ရင်နဲ့ တောင်ကိုခရိုင်အမှတ်3939တဲ့တိုက်ရင်တော့ကစတင်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲအတွဲမှာအကြမ်းဖက်စစ်ခွေးတွေဘက်က9ဦးသေဆုံးက3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့သုံးကိုအရှင်ဖန်းစီရရှိခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ဘောရရွာမှာကြံရှိနေတဲ့စစ်စခန်းများကစစ်ခွေးတွေအလုံးဟာစခန်းကိုဆုတ်ခွာထွက်ပြေးသွားတဲ့အတွက်ကြောင့်စာတင်ကြောင်းဂုံတစ်တော်ဂုံနဲ့ ဆက်သွယ်ရေးဂုံစခန်းများကိုမိရှုရှင်းလင်းနိုင်ခဲ့တယ်လို့သိရပါဗျ။ဒါအပြင်အကြမ်းဖက်စစ်ခွေးတွေစီကနေပြီးတော့ MA3 တနက်နှစ်လက် MA11 တနက်တလက် UZ တနက်တလက် PSO တနက်တလက်ကြီမျိုးစုံ286တောင်း Shade Run Mine တလုံးကြီပေါက်73ကို Icon တလုံး Mobile Phone ၄လုံးဆက်သွယ်ရေးအထိုင်းဆက်တလုံးနဲ့စေအုံးဆောင်ပစ္စည်းအမျိုးမျိုးတို့ကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲဖြစ်ပွားချိန်အတွင်းမှာဘော်ဒါကြီးရွာတွေက စစ်ခွေးတွေအထိုင်ချထားတဲ့စခန်း၄ခုစလုံးကကောင်တွေကထွက်ပြေးသွားလို့စာတင်ကြောင်းကုန်းတစ်တော်ကုန်းနဲ့ဆက်သွယ်ရေးကုန်းနေရာတွေကိုမိရှို့ရှင်းလင်းနိုင်ခဲ့ပါတယ်ကျွန်တော်တို့ကိုလက်နက်ကြီးလက်နက်ငယ်မျိုးစုံနဲ့ပြန်လည်တိုက်ခိုက်ခဲ့ပေမဲ့ရဲဘော်တွေအထိကဲမရှိဘဲနဲ့အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါတယ်လို့363ညတဲ့တိုက်ရင်စစ်ထောက်လိုင်းရင်နဲ့တရင်နဲ့ပြန်ကြားရေးတောင်းကန်ရှဲတို့ကရှင်းပြထားပါတယ်အဲ့ဒီနေ့ည9နာရီခန့်မှာတဲကုန်းမျိုးဘက်ကနေတက်လာတယ်။အကြမ်းဖက်စစ်ခွေးတိုက်ရဲ့ဆက်တက်လေထီနှစ်စီးကချိန်ချောင်းရွာမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပေါင်300ဘုံဒီလေးလုံးနဲ့ကျဲချတိုက်ခိုက်ခြင်းကြောင့်ပြည်သူ6ဦးသေဆုံးက9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံချင်းမိုင်မြို့မှာရှိတဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာအလုပ်လုပ်နေတဲ့မြန်မာအလုပ်သမားကိုစန်းထွေးဟာအလုပ်ချိန်အတွင်းမှာဓာတ်လိုက်ပြီးတော့တေဆုံးသွားတဲ့အတွက်ထိုင်းအလုပ်ရှင်ကနေနာချင်းထိုင်းဘက်ငွေ9သိန်းခွဲပေးရောခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဩဂတ်လ18ရက်နေ့မှာ ထိုင်းအလုရှင်ဘက်ကတိတ်ဆုံးသူအတွက်နေနာကြေးအဖြစ်ထိုင်းဘက်ငွေ9သိန်းခွဲနဲ့ပကန်စခွန်ပေးတဲ့ထိုင်းဘက်ငွေ9000ကိုလည်းတိတ်ဆုံးသူရဲ့ညီဖြစ်သူကိုပေးအပ်ခဲ့တယ်လို့သိရပါဗျာ။ အစကအလုပ်ရှင်ကပကံစခွန်ကြီးဘ9000နဲ့အပီးလို့တာကျွန်တော်တို့အဖွဲ့ကချင်းပိုင်အထိဆင်းပြီးတော့ညှိတယ်အလုပ်ရှင်ဘက်ကလည်းလူလဲတေပြီးတော့လှုပ်ချင်တာကိုတရားဥပဒေအတိုင်းလုပ်မယ်ညှိနိုင်ခဲ့တော့သူတို့ဘက်ကဘတ်9သိန်းခွဲပေးမယ်ဆိုပြီးတော့ပေးခဲ့တာပါအလုပ်ရှင်ဘက်ကယော်လိုက်တော့ပကံစခွန်လိုမျိုးအရစ်ကြခွဲပေးရတာမျိုးတွေတေဆုံးသူရဲ့မိန်းမဖြစ်သူထိုင်းကိုလိုက်လာရမယ်ကုန်ကြစိတ်တွေအထက်တတ်တာသွားပါတယ်လို့ Walker Alliance Group WAG အဖွဲ့ကကိုမုံတိုင်းကရှင်းပြထားပါတယ်လုပ်ငန်းခွင်အတွင်းမှာတေဆုံးခဲ့ရတဲ့ကိုစန်းထွေးဟာမြန်မာနိုင်ငံက K Service Agent Company Limited နဲ့တရားဝင်စာချုပ်ချုပ်ဆိုက MOU စနစ်နဲ့ထိုင်းနိုင်ငံကိုလာရောက်ပြီးတော့အလုပ်လုပ်ကိုင်နေသူဖြစ်ပြီးဇူလိုင်လ31ရက်နေ့မှာလုပ်ငန်းခွင်အတွင်အလုပ်လုပ်နေတဲ့အချိန်ရေကန်ထဲမှာရှိတဲ့ရေဆုပ်ဆက်ကိုကန်ရင်းနဲ့ဓာတ်လိုက်ပြီးတော့တေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဝက်လက်မြို့နယ်နဘဲပင်လှရွာဖုန်ကြီးချောင်းကိုအကြမ်းဖက်စစ်ခွေးတပ်ကလေရင်နဲ့ဘုံကျဲတက်ခိုက်ခြင်းကြောင့်ကလေးငယ်နဲ့တန်ကားတော်ဒီအပါအဝင်ပြည်သူသုံးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဩဂတ်စ16ရက်နေ့မနက်9:50မိနစ်ခန့်မှာဝက်လက်မြို့နယ်အရှိတောင်ကျမ်းမှာရှိတဲ့နဘဲပင်လှရွာဖုန်ကြီးချောင်းကိုဒရယုလေတပ်ကနေတက်လာတဲ့ Jet Fighter တစ်စီးကလေချောင်းတက်ခတ်မှုနှစ်ချိန်ပြုတ်လောက်သွားတယ်လို့သိရပါဗျ။ အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုအတွင်းမှာအသက်80အရွယ်ကိုရင်ကြီးတပါအသက်80အရွယ်အမျိုးသမီးတအုပ်နဲ့အသက်17နှစ်အရွယ်အမျိုးသားကလေးငယ်တအုပ်တို့ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီးတော့ဓမ္မယုံတလုံးနဲ့ပျက်စီးသွားတယ်လို့သိရပါဗျ။ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကဘုံကြီးကျောင်းမှာနေထိုင်တဲ့သူတွေပေါ့ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေထဲမှာအသက်80အရွယ်အဖွားကတော့စိုးရင်ရတယ်လို့ပြောတယ်။ဂျန်တဲ့သူတွေကတော့တိတ်ပြီးတော့မစိုးရင်ရဘူးလို့သိရတယ်။ဓမ္မယုံကို rocket ထိသွားတာလို့ wallet informational network ကတာဝန်ရှိသူတို့ကပြောဆိုထားပါဗျ။ အကြမ်းဖက်စစ်ခွေးတပ်ဟာဖုန်ကြီးကျောင်းနဲ့ကျေးရွာများကိုအကြောင်းမဲ့တတ်တတ်လေကျောင်းကနေဘုံကျဲတိုက်ခိုက်မှုများပြုလုပ်နေတဲ့အတွက်ကြောင့်ပြည်သူများအထူးဂရုပြုပြီးတော့နေထိုင်ကြရန် Wallet Informational Network ကအသိပေးနှိုးဆော်ထားကြောင်းတင်ရရှိပါတယ်ခင်ဗျာဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမရိယာမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ခွေးတပ်ကကြောက်တရားရွာတဲ့အနီးတစ်ဝိုက်မှာရှိတဲ့နေအိမ်များကိုမိရှို့ဖျက်ဆီးနေပြီးတော့ပြည်သူများဟာရွာလုံးကျွတ်ထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့ဩဂတ်စ်လ16ရက်နေ့နေ့လယ်7:00နာရီခွဲအချိန်ကမှမရရမြို့နယ်အတွင်းကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ခွေးတွေကကြောက်တရားရွာတဲ့အနီးတစ်ဝိုက်မှာရှိတဲ့နေအိမ်များကိုမိရှုဖျက်ဆီးခြင်းဖြစ်ပြီးတော့ပြည်သူများဟာလည်းဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့သိရပါတယ်။လက်ရှိအချိန်ထိအကြမ်းဖက်စစ်ခွေးစစ်ကြောင်းဝင်ရောက်နေတဲ့အတွက်ပျက်စီးမှုအခြေအနေအသေးစိတ်ကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးပဲပြည်သူများဖမ်းဆီးတပ်ဖြတ်ခံရမှုတော့မရှိသေးဘူးလို့ကဏ္ဍဦးသိရပါတယ်။ ပြည်သူတွေဖမ်းဆီးတပ်ဖြတ်ခံရတာတော့မရှိသေးဘူးလို့ကနအုပ်တိထားရပါတယ်ပြည်သူတွေအကုန်လုံးလဲဘေးလွရာကိုပြေးနေရတယ်ကြောက်တရားယူအပ်တဲ့အနီးတစ်ဝိုက်ကနေအိမ်တွေကိုစစ်ခွေးတွေကမီးရှို့နေတာပြည်စည်းမှုအသေးစိတ်ကိုတော့ဆက်လက်ပြီးတော့အတီးပြုတ်နေပါတယ်လို့ Voice of Mandalay အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်အလားတူပဲမေလ23ရက်နေ့ကလည်းမတရားမျိုးနယ်ရှေ့ချမ်းမှာရှိတဲ့ကြေးရွာများကိုလည်းအကြမ်းဖက်စစ်ခွေးတပ်က Jet Fighter တစ်စီးနဲ့ညအချိန်မှာဘုံကျဲတက်ခတ်ခဲ့ခြင်းကြောင့်ပြည်သူများဟာရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်ကံကြီးကျေးရွာအုပ်စုကလူငယ်73ဦးထက်မနည်းကိုအကြမ်းဖက်စစ်ခွေးတပ်ကစစ်မှုထမ်းခိုင်းရန်ပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဩဂတ်လ18ရက်နေ့ညပိုင်းကနောင်ချုံမြို့နယ်ကံကြီးကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ကျေးရွာများအတွင်းကို PDF တွေဝင်လာတယ်ဆိုပြီးတော့တအိမ်ဝင်တအိမ်ထွက်လှည့်လည်စစ်ဆေးကကျေးရွာနေလူငယ်73ဦးထက်မနည်းကိုစစ်ခွေးတပ်ကပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါဗျ။ ဖမ်းဆီးခဲ့တဲ့လူငယ်များတဲက9ဦးကိုတော့ငွေကြေးနဲ့ပြန်လဲရွေးယူခဲ့ရတယ်လို့ပြောပါတယ်။ကြံတဲ့10ဦးကိုတော့စိတ်ခွေးတွေကဆက်လက်ပြီးတော့ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ရွာတွေကို PDF တွေဝင်လာတယ်ဆိုပြီးသတင်းရလို့တိုင်ဝင်တိုင်ထွက်လိုက်ဆက်ပြီးတော့ဖမ်းသွားတာပါ။လူငယ်လွေးတွေဖမ်းခံလိုက်ရတယ် ကားတွေဘာတွေဆိုရင်လဲဆောင်းကန်ဖွင့်ပြီးတော့ကိုဖမ်းတာတနက်တွေဆိုရင်မောင်းတင်ပြီးတော့လိုက်ဖမ်းနေတာလူငယ်တွေကအသက်20ဝန်းကျင်အရွယ်တွေပဲဖမ်းမိတဲ့လူငယ်တွေကိုတောထဲမှာရှိတဲ့အိမ်တွေထဲမှာတော့ခတ်ပြီးတော့ထိမ့်သိမ်းထားတယ်အဲ့ဒီမှာဖမ်းတာတော့ငွေနဲ့လိုက်ရွေးနိုင်တဲ့သူဆိုရင်တော့လွတ်တယ်ညက73ယောက်ထဲက9ယောက်ကတော့ပတ်စံပေးပြီးတော့ရွေးလိုက်ရတယ်သူတို့ကတော့ပြန်လှုပ်ပေးပါတယ်ကြံတဲ့6ယောက်ကိုတော့ဆက်ပြီးတော့ဖမ်းထားတယ်လို့သိရတယ်လို့ဒေသနေပြည်သူတို့ကအတီးပြုတ်ပြောကြားထားပါတယ်နောက်ချုပ်မြို့ကိုအကြမ်းဖက်စစ်ခွေးတပ်ကပြန်လည်သိမ်းပိုက်ပြီးတဲ့နောက် လူငယ်များကိုအတရားဓမ္မလိုက်လံဖမ်းဆီးကစစ်ဗုဒ္ဓံတပ်သားအဖြစ်နဲ့ခြေဝါနေပြည်သူများကိုခရီးသွားလာခွင့်တွေပိတ်ပင်ခြင်းပေါ်တာဆွဲဖမ်းဆီးခြင်းနေအိမ်များကိုချိတ်ပိတ်ခြင်းတို့ကိုလှုပ်ဆောင်နေမှုများကြောင့်ဒေသခံပြည်သူတချို့ဟာထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါရခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ